ခဲမင်္ဂလာပါမျိုးတို့ရေဘယ်လိုပြောရမှန်းတော့မသိဘူးเนาะတွက်နီးတွေကတော့ကောင်းမှာကောင်းဟုတ်လားတွက်နီးတွေကကောင်းသလားကျွန်တော်ကမကောင်းဖြစ်နေပါဘောเนาะကျွန်တော်မကောင်းလို့ပဲယူရမှာပေါ့ဟုတ်လားမနေ့ပိုင်းက58တဲ့ဟာဟာဒီမှာ9ဟာဒီမှာ8ဆိုပြီးတော့ဒီကောင်ကတန်းအနေနဲ့ထွက်သွားခဲ့ပြန်ပြီเนาะအပေါ်တလုံးအောက်တလုံးဆွဲသွားခဲ့တယ်ထို့အတူပဲကျွန်တော်တို့ကီးရလဲမနေ့ပိုင်းမှာကျွန်တော်တို့98ဆိုတော့8တလုံးဆွဲသွားတယ်เนาะ ညနေပိုင်းလဲကြလဲကြောတခါ2 6တဟောဟာဒီမှာထိတ်က2ဟာဒီမှာ6 2 6ဆိုပြီးဒဲ့ဖို့ကျွန်တော်တို့အောင်ခဲ့တယ်ကျွန်တော်အနေနဲ့တော့ရံွက်ကလေးပဲဒီထဲမှာပါခဲ့တယ်ပေါ့နော်ရံွက်ကလေးကျွန်တော်ကတော့ရံွက်ကောပါအပြည့်ဆုံးထိုးရလို့ဆိုတော့ဟိုဟာပောက်ပါတယ်ကျန်တဲ့အမျိုးတို့တော့ပောက်ချင်မှပောက်ပါလိမ့်မယ်နော်အဲ့တော့နောက်တစ်ခုကိုကျွန်တော်တို့ပေးချင်တာပါလဲဆိုတော့တစ်တုံညာ958ဟော58ဆိုပြီးတော့အခွေရလဲအောင်သွားတယ်ဗျနော်အောင်သွားတယ်ကျွန်တော်တို့ ဒီ၃ရက်အတွင်းထွက်ရမယ်ဆိုရင် break ကလေးတစ်ခုပဲကျွန်တော်တို့ကြံနေထို့အတူပဲတဲ့နောက်တစ်ခါကျွန်တော်တို့တန်းထိုးနေရလူတွေတန်းတန်းတန်းသမားတွေပေါ့နော်ဒါကျွန်တော်တနင်္လာနေ့တင်ခဲ့တဲ့တန်း2 6ဟာဒီမှာ2ဟာဒီမှာ6 2 6ဆိုပြီးကျွန်တော်ထွက်သွားပြီဟုတ်ပြီနော်ဒီချိန်ထွက်သွားပြီအားလုံးကကျွန်တော်တို့ okay တယ်ကျွန်တော်ဒီအခွေတုံးကလည်းဒီတိုင်းပဲနော်ကျွန်တော်တို့90မှာအောင်ခဲ့တာပဲနော်90ရေးပါတယ်မလေးခွင်လားမသိနော်အောင်ခဲ့တယ်အဲ့တော့ကျွန်တော်တို့အကုန်လုံးနီးတွေကပေးသမျှနီးတွေကတော့တကယ်ကိုမမှန်ကန်ကန်နဲ့ ူအလုပ်ကိုသူမှန်မှန်ကန်ကန်လုပ်တယ်ကျွန်တော်ကဒါနေညံ့ပြီးတော့ကျွန်တော်တို့ပောက်ကနန်းကိုရအောင်ရှာနိုင်ခဲ့ဘူးပေါ့နော်ပောက်ကနန်းကိုရအောင်မထုတ်ပေးနိုင်သေးဘူးနောက်တစ်ခုကျွန်တော်တို့မွေးပရိတ်ကလေးကတော့မထွက်သေးဘူးပြနော်ကဲအဲ့တော့ကျွန်တော်တို့20လေးတွေစလိုက်ရအောင်နော်ကဲလူညံ့ကြီးက20လေးတွေစပါမယ်တဲ့ကဲအဲ့တော့ကျွန်တော်တို့ဘယ်ကစမလဲဆိုတဲ့အခါကျတော့၃ညာ၄၉၃ညာစမယ်ဗျနော်၃ညာ၄ 6 3ရဒီတွင်နီးရနော်ပြီးခဲ့တဲ့ဘက်ကကျွန်တော်တို့ဒီချိန်ပြက်ပြီးတော့ပြန်ပြီးမှန်တယ်ဇက်တိုက်လည်းမှန်တယ်เนาะကျွန်တော်တို့ပြီးခဲ့တဲ့ဘက်ကထပ်တွက်လိုက်တဲ့ခါမှလည်းမှန်တယ်เนาะအဲ့ဒါကြောင့်ကျွန်တော်ဒီကောင်းတွက်ပါတယ်ဒီချိန်ပြက်ပါမယ်เนาะနောက်တစ်ခါခွန်၄6 6 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 6ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်တဲ့เนาะထွက်ထားတဲ့အခါမှာကျွန်တော်တို့ဘလို့တွက်တယ်လဲဆိုတော့အမျိုးတို့မြင်မှတ်မိပါလိမ့်မယ်ဒီ၄ရဲ့တဲ့ဒီ၉ရဲ့ပေါင်း၄ရဲ့၉ရဲ့ပေါင်းတော့၃ 3ရက်ဒီ9ရက်ထပ်ပေါင်းတော့နှစ်ပါတဲ့နှစ်နှစ်ရက်နှစ်ခက်က4နှစ်ရက်ပါဝါကခွန်နှစ်4ခွန်ဆိုတော့ကီ3လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့ခါကျတော့3ည4တဲ့3ည4မှ4တလုံးထိပြီးအောင်ခဲ့ပါတယ်6 6တဲ့6 8တော့ကျွန်တော်တို့မအောင်ပါဘူးဗျနော်အဲ့မဲ့ကျွန်တော်နီးတွေကိုကောင်းသွားအသုံးချနိုင်တဲ့လူတွေကတော့အောင်ကောင်းအောင်ပါလိမ့်မယ်เนาะထိတ်ကိုယူပြီးတော့ ကိုအကကောင်းခဲ့ရင်ကျွန်တော်တို့အောင်နိုင်ပါတယ်နောက်တော့ကဟိုတန်းထိုးတဲ့လူတွေခွေထိုးတဲ့လူတွေတခုမဟုတ်တခုကတော့ကျွန်တော်အောင်ွက်တွေတော့ပေးနေနိုင်တယ်သို့တော်ညာလေကျွန်တော်ကထုတ်ွက်တွေမှာအောင်ွက်မပေးနိုင်ပါဘူးဗျเนาะအဲ့ဒါကကျွန်တော်ရဲ့ညံညံချက်ကလေးတစ်ချက်ပါပဲเนาะအဲ့တော့8133 296 98 9ခွန်တင်5ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ဒီတစ်ကဲဒီကိုရဲ့ပေါင်းတော့ 3ညဒီရှင်းနဲ့ပေါင်းတော့8ပါတဲ့ရှင်းရဲ့နှက်ခက်က1ရှိခဲ့ပါဝါက3တ183ဆိုတဲ့ကီ3လုံးဒီအဲ183ဆိုတဲ့ကီ3လုံးဒီပြမှာကျွန်တော်တို့ထွက်ရပါမယ်တဲ့အဲ့လိုရှိခဏနောက်ကလန်းလေးအခေါ်မားကဲနေနားလေခွန်းလို့ပြပါဗျာနော်ကျွန်တော်တို့ဘာပဲဖြစ်ဖြစ်ခဏအမှန်ပါလေနော်အဲ့တော့ခွန်8တဲ့ခွန်8မှာကျွန်တော်8တလုံးထိပြီးအောင်ခဲ့ပါတယ်86အော်86တဲ့86မှာလဲ8တလုံးမဲ့ထပ်ထိပြီးညာရောမနဲ့ကောအောင်ခဲ့ပါတယ်ဗျာ ကဲနောက်တစ်ပြင်တော့တွတ်ပါမယ်လေးခွန်၈လေးလေးခွန်၈လေး6ခွန်1ခွန်6ခွန်1ခွန်2253 2253နဲ့2253ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲဒီကိုတွတ်ပါမယ်တွတ်မယ်ဆိုတဲ့အခါကျဒီခွန်ရဲ့ဒီ ticket ပေါင်းတော့၈၈နဲ့ဒီ9ခွန်နဲ့ပေါင်းတော့9ငါရဲ့နှက်ခက်က3ငါရဲ့ပါဝါ3ည5 3 3ဆိုတဲ့ကီ3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာတွေထွက်သွားသလဲဆိုရဲ့ခါကြတော့2 6တဲ့မအောင်ပါဘူးဗျာ 399နဲ့399မှာတော့399တလုံးထိပ်ပြီးအောင်ခဲ့ပါတယ်မျိုးတို့ကဲနောက်တစ်ပြောင်းတွက်ပါမယ်9216 9216 16ရှင်လေး16ရှင်လေး6ခွန်9နှစ်ဆိုပြီးတော့ဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါဗါတယ်အဲ့ဒါကိုကျွန်တော်တို့ယူမယ်ဆိုတွက်မယ်ဆိုရင်ဒီ6ရက်တဲ့ဒီ6ရက်ပေါင်းတော့၄ဒီ၄နဲ့ပေါင်းတော့8ပါတဲ့เนาะ8 8ရဲ့နှစ်ခက်က1 8ရဲ့ပါဝါ3 ရှစ်တစ်သုံးဆိုတဲ့ကီးသုံးလုံးမဲ့ဒီအပြင်မှာထွက်ရအောင်မဲ့တဲ့အဲ့မှာဘာထွက်သွားလဲဆိုတဲ့ခါကျတော့တင်ငားတဲ့တင်ငားမှာတစ်တလုံးထိပြီးအောင်ခဲ့ပါတယ်သုံးသုံးနဲ့သုံးသုံးမှာလည်းကျွန်တော်တို့သုံးတလုံးထိပြီးညာရောမနဲ့ကောထပ်အောင်မြန်ပါတယ်ဗျအဲ့ဒီနောက်တစ်ပင်ကိုတွက်ပါမယ်3926 3926 3926 ရှင်ငါ၊ကိုငါဆိုပြီးဒီလိုမျိုးကျွန်တော်ထပ်ထားပါဗျ။အဲ့ဒါလေးကိုကျွန်တော်တွက်ပါမယ်။တွက်မယ်ဆိုရင်ကတော့နှစ်ကဲ၈ကဲပေါင်းတော့၃ည၊ဒီ၃ည ਨੇ ထပ်ပေါင်းတော့လေ၃ညပါပဲတဲ့။၃ညရဲ့ပါဝါအာ၃ညရဲ့နှစ်ခက်ကခွန်နော်ခွန်ဒါခွန်ပါနော်။၃ညရဲ့နှစ်ခက်ကခွန်ဒီလိုပဲရေးလိုက်တော့မယ်ဗျာ။ဒီဘက်မှာရေးလိုက်မယ်နော်။၃ညရဲ့နှစ်ခက်ကခွန်၃ညရဲ့ပါဝါ၅၃ညခွန်၅ဆိုတော့ဒီ၃လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့ခါကျတော့ 65မှာ5တလုံးထိပြီးအောင်ခဲ့ပါတယ်68တ68မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျအဲ့ဒီလိုကျွန်တော်တို့စတိုက်မှန်လာခဲ့တဲ့20ဟာရှေ့မှာလဲဟိုးပင်နေလာတယ်အများကြီးမှန်ခဲ့တဲ့20ဟာ GDP မှာတော့ပြတ်ပါတယ်တဲ့နော် GDP မှာပြတ်ပါတယ်အဲ့မှာဗာလဲဆိုတော့65 19 66 68 69 68 69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  ၄5ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်တယ်အဲ့ဒါကိုကျွန်တော်တွက်လိုက်တော့၈ကနှစ်ကပေါင်းတော့3 7နဲ့ပေါင်းတော့1 1ရဲ့နှက်ခက်က8 1ရဲ့ပါဝါ6 186ဆိုတဲ့ကီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့ဒါပေမဲ့မထွက်ဖဲနဲ့ဘာလို့ထွက်သွားသလဲဆိုတဲ့အခါကျတော့၄3တဲ့မအောင်ပါဘူး၃ညခွန်နဲ့လုံးဝမအောင်ခင်ပဲနဲ့ဒီပြင်မှာပြက်ပါတယ်တဲ့နော်ပြက်တဲ့ပြင်မှာကျွန်တော်တို့ပြက်တယ်ဆိုတာဟိုပြီးခဲ့ပါကလည်းပြောခဲ့ဘူးပဲနော်မှတ်မိရဲ့နော်အဲ့တော့အဲ့ဒါကိုကျွန်တော်ဆက်တွက်ပါမယ်ဆက်တွက်တဲ့အခါကျတော့2 5 တစ်တော့ကျွန်တော်တို့20တွေကတော့ဒီကြိမ်တစ်ခါမှပြတ်တက်ပါတယ်ဆိုတော့ညာလည်းပြန်မှန်တဲ့20တွေကြီးပဲများပါတယ်เนาะကျွန်တော်ပြလာခဲ့တန်းလျှောက်ကလည်းမနေတော့ပါဘူးဟုတ်လားနောက်တကား3 1 68 63 95 63 95တဒီကနေ့ကျွန်တော်ပြောမယ်ဆိုရင်ဟိုခွန်ရ6ရက်ပတ်တဲ့လူတွေမနေ့ကခွန်ပေါက်သလိုဒီကနေ့6ပေါက်ပါလိမ့်မယ်เนาะပတ်တိသမားတွေဟုတ်လားအဲ့ဒါကိုကျွန်တော်တွက်ပါမယ်တွက်မယ်ဆိုတော့တက်ကဲ6ရက်ပေါက်တော့ခွန် ရှင်းနဲ့ပေါင်းတော့9ပါတဲ့9 9ရဲ့နှစ်ခါက3 9ရဲ့ပါဝါ3ည9 3 3ညဆိုတဲ့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့ကဲပြန်မှန်ရလားကြည့်မယ်အဲ့မှာ4 4တဲ့4 4မှာကျွန်တော်တို့မအောင်မဲနဲ့ခွန်3ညဆိုပြီးတော့အဲ့မှာ3ညတစ်လုံးထိပြီးပြန်အောင်ခဲ့ပါတယ်เนาะအမျိုးတို့နောက်တစ်ပင်ကိုကျွန်တော်တို့တွက်ပါမယ်ဟော sorry ဟုတ်ပြီချက်လိုက်မယ်ตัวเบน่าฉิกไคเนี่ยเปีย ရှစ်ခွန်ရှစ်ခွန်ရှစ်တုံညာလေးသုံးခွန်တုံညာလေးသုံးခွန်ချောင်းနှစ်ကိုချောင်းချောင်းနှစ်ကိုချောင်းဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါလေးကိုကျွန်တော်တွက်မယ်တွက်မယ်ဆိုတဲ့အခါကျတော့၄ရဲ့၃ရဲ့ပေါင်းခွန်ခွန်ရဲ့ခွန်ရဲ့ပေါင်းတော့၄ပါတဲ့၄၄ရဲ့နှစ်ခက်က2 4ရဲ့ပါဝါ6လေးနှစ်ကိုဆိုတဲ့ကီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာတွေထွက်သွားသလဲဆိုတဲ့အခါကျတော့9 9တဲ့မအောင်ပါဘူး တက်ကိုတဲ့ဟောတက်ကိုမှာကျွန်တော်တို့ကိုတလုံးထိပြီးအောင်ခဲ့ပါတယ်တကယ်အဲ့ဒီတော့အဲ့ဒီလိုဆက်မှန်လာခဲ့တဲ့နီမလို့ကျွန်တော်တွက်ပါတယ်เนาะကဲဒီပင်မောဆက်ပြီးပြန်မှန်အောင်မလားကြည့်မယ်ဟေး2 3 9 9 3 9 4 5 6 2 6 5 6 2 6ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါလေးကိုကျွန်တော်တွက်ပါမယ်တွက်တဲ့အခါကျတော့9ရဲ့4ရဲ့ပေါင်းတော့9 ခုနဲ့ပေါင်းတော့6 6ရဲ့နှက်ခက်က9 6ရဲ့ပါဝါ1 691ဆိုတဲ့ကီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တကယ်ကောင်းပြီကျွန်တော်တို့ကကီးထိတ်ကလေးတွေနဲ့ညှိလိုက်ကြအောင်ကီးထိတ်နဲ့ညှိမယ်ဆိုတော့ဆာရွက်ကပေါက်ပါမယ်ဟုတ်တယ်ပေါက်ပါပဲပေါက်တဲ့အခါကျတော့အစ်တပြောင်းမယ်ကြည့်ထိတ်ဒီကနေ့ကြည့်ထိတ်လည်းမှန်နေเนาะ key take လေးတွေတော့ကျွန်တော်တို့ step type ကိုမှန်နေပါတယ်။မနေ့ဖငါအတွက် key take ကကျွန်တော်တို့ဘာရတယ်လဲဆိုတဲ့အခါကျတော့အဲဒီကနေ့ key take နဲ့ပြင်ပြန်ကောင်းပြန်ဆိုသလိုပါပဲဗျာနော်။နှိခွန်တုံညပါတဲ့။အော် key yoyo က key yoyo ကကျွန်တော်တို့691ပါတဲ့။6 9 1အဲ့တော့မတူညီတာလေးတွေကိုကျွန်တော်တို့ကတ်မယ်။ တ်မယ်ဆိုရခါကျတော့နှစ်ချောက်ကိုကျွန်တော်မထည့်တော့ဘူးเนาะနှစ်ချောက်ကိုမထည့်တော့ဘူးเนาะမျိုးတို့ဟုတ်လားအခုမှထွက်တာဒါမှမပြန်ကနန်းပြင်းအနေနဲ့ဆင်းဝိုင်းနေကျွန်တော်မတက်နိုင်ဘူးဟုတ်လားနှစ်ချောက်မထည့်တော့ဘူးနည်းနည်းဟိုဖြစ်သွားအောင်လို့เนาะနှစ်ချောက်မထည့်တော့ဘဲနဲ့နှစ်ကိုနှစ်တခွန်ချောက်ခွန်ကိုခွန်ကိုခွန်တခွန်တ36 36 39 39 9 ကောင်းရတဲ့ဟောအဲ့ဒီလိုရပါပြီတဲ့အဲ့ဒီလိုရတဲ့ခါကျတော့ကျွန်တော်တို့ master key လေးတွေနဲ့စဉ်းစားကြမယ် master key နဲ့စဉ်းစားမယ်ဆိုတဲ့ခါကျတော့ပထမ master key ကဘာလဲဆိုရဲ့ခါကျတော့3 5 8 1 3 5 8 1တဲ့နော်8 1ဘယ်လိုဖြစ်ဖြစ်ကတ်3 5 8 1တဲ့နောက်တစ် key ကကျွန်တော်တို့ဘာရတယ်ဆိုတဲ့ခါကျတော့9 6 1ဟုတ်ပြီအဲ့တော့ကျွန်တော်တို့6461နဲ့ပြန်ပြောမယ်ဆိုရင်391လို့ဟာမျိုးကကျွန်တော်တို့အပြီးပေါက်မှာရပါတယ်နော်391လို့အပြီးပေါက်မှာရပါတယ်81လည်းရပါတယ်နော်ပြောမယ်ဆိုရင်81လည်းရပါတယ်6 21လည်းရပါတယ်ဒါကတော့ကျွန်တော်တို့အပြီးပေါက်အနေနဲ့ကျွန်တော်တို့ရတာပေါ့နော်နော်ဒါပေမဲ့ဒီလိုအပြီးပေါက်အနေနဲ့ရတယ်သို့တော်ညာလည်းကျွန်တော်အနေနဲ့ပြောချင်တာကတော့ဘလို့ရှိတယ်ဆိုတဲ့အခါကျတော့ကျွန်တော်တို့1ချင်း ကျွန်တော်အဲ့ဝိုင်းကြီးတက်နေရအိုးပြီးခဲ့တဲ့ဘက်ကတော့ဖောက်သွားပြီနောက်ပိုင်းမှာကျွန်တော်ပြန်မှန်နေတယ်သူကအ ਨੇ စုံပေါ့ဟိုအခုပေါ်ထူးနေပေါ့နော်ပေါ်ထူးနေကနေကျွန်တော်ပေါ်ထူးအင်္ဂါတင်းတင်းလာဆိုတော့၃ရက်ကိုတွက်ယူရတာဖြစ်တဲ့အတွက်တွက်လိုက်တဲ့အခါမှာကျွန်တော်တို့ဘာရတယ်လဲဆိုတဲ့အခါကျတော့61ဝန်းကျင်ရပါတယ်တဲ့နော်61ဝန်းကျင်ဝန်းကျင်က61ပါတဲ့နော်61ချိန်အောင်းနိုင်ပါမလားလို့ကျွန်တော်ပြန်ကြည့်ရင်ဒီမှာ61ဒီမှာလည်းတည့်ရှိနေတဲ့အတွက်61ကအောင်းနိုင်ကြီးများပါတယ်နော် အဲ့တော့ကျွန်တော်တို့ဒီ6တိတပြားရှိရတယ်6တိတပြားနဲ့ပတ်သက်လို့ဆိုရင်တော့1တိကဲ9တိကဲ3တိကဲကတော့လှတယ်သို့တော်ညာလည်းကျွန်တော်တို့ဘာရှိသလဲဆိုတော့မနေ့ကကျွန်တော်တို့ဗရိတ်၄ထိပ်၄ထိပ်လို့ကြာပြီးသွားရင်တဲ့ကျွန်တော်တို့မနေ့ကကျွန်တော်ဗရိတ်ပေးထားတာရှိပါတယ်အဲ့ဒါပါလဲဆိုတော့2049တဲ့2 လေကိုဆိုတဲ့ဗရိတ်ဟာတဲ့၃ရက်အတွင်းထွက်ရမယ်တဲ့ဒါလည်းမထွက်သေးပါဘူးအဲ့တော့နှစ်ခွန်လေးကိုနဲ့ပတ်သက်လို့ကျွန်တော်တို့ဒီမှာလုံးဝမရှိဘူးเนาะမရှိဘူးအဲ့တော့ကျွန်တော်တို့ဘာရှိသလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့ဒီမှာလေး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 ဗရိတ်စင်ထားတယ်လေးကိုဗရိတ်ပေါ့เนาะလေးကိုဗရိတ်စင်ပြီးသွားရင်နှစ်လေးကို6ဆိုတဲ့ဗရိတ်စင်ရအောင်မယ်တဲ့เนาะနှစ်လေးကို6 6ဆိုတော့ဗရိတ်ကလည်း3ရက်တွင်ဆွင်းရမယ်တဲ့ဆိုတော့အခါကျတော့ကျွန်တော်တို့2 4 6ကပို့ပြီးဆင်းဖို့များပါပြီ။ဘာဖြစ်လို့လဲဆိုတော့ဒီမှာကျွန်တော်တို့6ဗရိတ်6ဗရိတ်ပြီးရင်3ရက်တွင်ဆင်းရမယ်ဆိုတော့2 4 6ကဒီမှာ1ရက်2ရက်ရှိပါပြီ။ဒီကနေ့နောက်ဆုံးဖြစ်နေတာအဲ့တော့2 4 6ကိုကျွန်တော်တို့မူသည်အားပြုပြီးကစားမယ်ဆိုရင်ကျွန်တော်က2 4 6နဲ့ပတ်သက်လို့ဆိုရင်ကျွန်တော်တို့ကဒီမှာ3ည6နဲ့3ည9ပဲရှိတယ်ဟုတ်ပြီနော်3ည6နဲ့3ည9ပဲရှိရခဲ့တကယ်လို့များ6တိအချင်းရမှန်ခဲ့မယ်ဆိုရင်3ည6ဆိုတဲ့တပေါက်သေးသောကဏ္ဍကိုပဲကျွန်တော်တို့ကတင်ကဏ္ဍကစားမယ် ဟုတ်ပြီနော်3ည6ဒါပေမဲ့ကျွန်တော်တို့ဒီမှာ3ည6ဒီကောင်နဲ့တော့သွားကန့်ညီတယ်ဒီကောင်မှတော့တန်းလွတ်တယ်ဒါပေမဲ့မလွတ်လွတ်တာမျိုးကြီးလည်းရှိတတ်တဲ့အတွက်ကျွန်တော်တို့က3ည6ကတင်ကနန်းအနေနဲ့ကစားရမှာပဲဖြစ်တယ်အဲနောက်တစ်ခုကျွန်တော်ပြောချင်တာကဘာလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့ဥပမာပေါ့နော်6တလိုဟာမျိုးနဲ့6တလိုဟာမျိုးနဲ့ကျွန်တော်တို့ကနှစ်ဟိုဟာနှစ်၄၉၆ပြိတ်နဲ့ဒီဒီအတွက်အတန်းနဲ့ကစားမယ်ဆိုခဲ့ရင် ဆိုခဲ့ရင်ပေါ့နော်2 4 6ကိုကျွန်တော်ဒီတန်းနဲ့ကစားမယ်ဆိုရင်ပါရှိတယ်ဆိုဥပမာ63လို့ဟာမျိုးက6ကိုပရိတ်เนาะ63ထိလဲထိတယ်63 63နောက်တကား68လေးပရိတ်ဟုတ်တယ်เนาะ68လေးပရိတ်အော်တစ်ရှစ်ပေါ့နော်တစ်ရှစ်တော့ကျွန်တော်ဟိုထက်ပေါ့နော်တစ်ရှစ်နောက်တစ်ခါတစ်သုံးပေါ့နော်တစ်သုံးဒါပေမဲ့ဒီ 68တို့63တို့68တို့18တို့13တို့ကဒီကောင်ဒီထိတ်နေတော့မညီဘူးကြီးနေတော့သွားညီတယ်เนาะဒါပေမဲ့ကျွန်တော်တို့ဒီလိုမျိုး3 3ပလဲရတော့ဒီကနေ့ကျွန်တော်အကြိုက်ကိုကြည့်မယ်ဆိုရင်မပြီးနိုင်ဘူးလို့ကျွန်တော်ထင်တယ်အဲ့တော့ကျွန်တော်ပြောချင်တာ3 6ကိုတင်ထိုးမယ်ကျွန်တော်တို့ဒီ3 6တို့ပေါ့เนาะ3 39ကိုကျွန်တော်တို့ဒုတိယအနေနဲ့ထိုးမယ်ဗောနော်ဒါ39ကိုဝိုင်းရင်းနဲ့တော့မကြိုက်ဘူးဝိုင်းရင်းနဲ့ကြိုက်တာမျိုးဆိုရင်ဒီကောင်လေးနှစ်ခုဒီဒီ၄ခွက်ကိုတော့ကျွန်တော်တင်စေခြင်းတယ်တင်စေခြင်းလဲဆိုတဲ့နေရာမှာကျွန်တော်တင်စေခြင်းတော့အဓိကတင်စေခြင်းတော့6ကိုပို့ပြီးတော့ကျွန်တော်အားကြိုက်အားကြတယ်နော်ကြိုက်ကြိုက်လဲကြိုက်တယ်နော်အဲ့တော့ကျွန်တော်တို့ဒီ39ဆိုတာတော့မှကျွန်တော်တို့ဟိုဟာအရန်ထဲမှာပဲထားလို့ရတယ်နော်အရန်ထဲမှာပဲထားလို့ရတယ်ပြိတ်တော်ထီတယ်ကျွန်တော်6တစ်ကို အားပြုပြီးကစားမှာဖြစ်တဲ့အတွက်အဓိကကတော့ကျွန်တော်၃ည6ကိုတင်ပါမယ်6 3 6ကိုကျွန်တော်ဒုတိယထားပါမယ်ကျန်တာလေးတွေကိုကျွန်တော်တို့တတိယအနေနဲ့ထားပါမယ်နော်ကဲအဲ့တော့ကျွန်တော်ပြောတာလေးသဘောပေါက်ပါတယ်နော်ဒီ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 ကောင်းလေးပါဆိုတော့ဒါတတိယထဲမှာပဲထားမယ်ဗျာ T-shirt တို့တစ်သုံးလုံးလည်းကျွန်တော်တတိယထဲမှာပဲထားမယ်နော် တတိယစဉ်းစားမှုတွေမှာပဲထားမယ်ကျွန်တော်အဓိကစဉ်းစားမှုကတော့36ဖြစ်တယ်နောက်တစ်ခါဒုတိယစဉ်းစားမှုကတော့63နဲ့68ဖြစ်ပါတယ်တဲ့နော်ကဲအဲတော့ကျွန်တော်ရဲ့တိစက်မှုတွေကတော့ဒီကနေ့ဒီလောက်ပါပဲနော်ကျွန်တော်တို့ဘာပဲဖြစ်ဖြစ်20တွေကမှန်သလောက်ကျွန်တော်ကအသုံးမချလို့ပေါက်ကနန်းနေမရခဲ့ပါဘူးနော်အဲတော့ကျွန်တော်တို့နောက်နောက်နေ့နောက်နေ့မှာတော့ပေါက်ကနန်းလေးတွေရပါသေးလို့ကျွန်တော်လည်းဆုတောင်းပါတယ်ဘာဖြစ်လို့ဆိုကျွန်တော်ပေါက်ချင်တာနဲ့ကျွန်တော်လူတွေပေါက်စီချင်တာပါနော်ဘာပဲအဲ့မှာကျွန်တော်လူတွေကတော့တော်ကြမှာပါเนาะကျွန်တော်အနေနဲ့ကီးထိတ်ကလေးတွေကီးလေးတွေ ်ဟောတော့တန်းလီတွေယူကစားကြလို့အောင်ကြမယ်လို့တော့ထင်ပါတယ်အနည်းငယ်များပေါ့နော်ကဲအဲ့တော့အောင်ကြပါကြလို့ကျွန်တော်ဆူတောင်းပါတယ်ဗျာကဲဒီကနေ့တော့ကျွန်တော်တင်ဆက်မှုတွေဒီလောက်ပါပဲအားလုံးစိတ်ချမ်းသာရင်ကိုယ်ကြီးကျမ်းမာခြင်းနဲ့ပြည့်စုံပြီးလင်းကြရေးနေမှာအကွက်ကောင်းနေနဲ့ပျော်ရွှင်နိုင်ကြပါစေလို့ကျွန်တော်အနေနဲ့ဆူတောင်းပေးလိုက်ပါတယ်ဗျာ